်မင်္ဂလာပါအခေတက်ဖြစ်ပါတယ်ဒီနေ့တော့ Xiaomi ရဲ့ flagship တွေဘက်ကိုလှည့်ပြီးတော့ကြည့်အောင် Xiaomi ရဲ့ flagship ဆိုတာအရင်ကတည်းကပုံမှန် line active ထက်လည်းပိုပြီးတော့ကျန်းတယ်လို့ဈေးကွက်ထဲမှာရှိတဲ့ဘယ် flagship ဖုန်းနဲ့မဆိုစိတ်ကြိုက်ရှင်ပြိုင်လို့ရတဲ့အနေအထားမှာရှိတယ်ဒီထဲမှာမှနောက်ပိုင်းထွက်တဲ့ Ultra ဆိုတဲ့ model ကဈေးကွက်ထဲမှာ Xiaomi ကဘာလုံနိုင်လဲဆိုတာကိုပြတဲ့ model လို့ပြောလို့ရတယ်အကောင်းဆုံးဆိုတာတွေကိုစုထည့်ပေးထားပြီးတော့ Xiaomi ရဲ့ brand ကိုလည်းကြိုက်တယ်အကျဉ်းဆုံးဆိုတာကိုမှကန့်ကျင်တယ်ဆိုတဲ့သူတွေအတွက်ကိုပဲတီးတန့်ဖန်တီးပေးထားတယ်လို့ပြောလို့ရတယ် fully flushing ရဲ့အရာတော်ကိုခံစားခြင်းနဲ့ဆိုတဲ့သူတွေအတွက်ပဲဒီ ultra ဆိုတဲ့ series ကဖြစ်နေတယ်။ ီတစ်ခေါက် review လုပ်ပေးဖို့လက်ထဲကိုရောက်နေတာကတော့ Xiaomi 15ရဲ့ Xiaomi 15 Ultra ဆိုတဲ့ဖုန်းနှလုံးပဲဖြစ်ပါတယ်နှလုံးစလုံးက Xiaomi ရဲ့ flagship တွေဖြစ်ပြီးတော့ Xiaomi ရဲ့အကောင်းဆုံးဆိုတဲ့အရသာတွေကိုနှလုံးစလုံးမှာခံစားရလိမ့်မယ် Xiaomi 15 Ultra ကတော့အကောင်းဆုံးမှအကျန်းဆုံးမှဆိုတဲ့သူတွေအတွက်ဖြစ်ပြီးတော့ဒီ Xiaomi 15ကတော့ဖုန်းတစ်လုံးကိုမှအကောင်းဆုံးဆိုတဲ့အထက်မှာလိုချင်တဲ့သူတွေအတွက်ဆိုပြီးတော့ရွေးချယ်စရာနှစ်မျိုးဖြစ်လာလိမ့်မယ် fully flashit တွေကို review လုပ်တဲ့အခါမှာအကုန်ကောင်းနေတော့ပြောရတော့ခက်တယ်ဆိုတော့တယောက်ချင်းစီရဲ့ personal အရာကောင်းတယ်ထင်တယ်နဲ့မကောင်းဘူးထင်တယ်ဆိုတာတော့ပဲကြွားသွားလိမ့်မယ်ဒီထဲမှာတော့ Xiaomi ကတော့ကျွန်တော်ရဲ့အကြိုက် brand ဖြစ်တဲ့အတွက်ပြောစရာတွေကတော့များနေပါလိမ့်မယ်နှလုံးစလုံးကတော့ hand feeling ဘိုင်းမှာ premium flagship တွေဖြစ်တဲ့အတွက်လိုအပ်တာထပ်ပို့ပြီးတော့ကောင်းနေရယ်ကျွန်တော်လည်းထင်ရောက်နေတဲ့နှလုံးစလုံးကတော့ black color တွေဖြစ်လို့ design ဘိုင်းနဲ့ပတ်သက်ပြီးတော့ထွတ်ထွတ်ထူးထူးမခံစားရဘူးဆိုရင်တော့မှပဲ hand feeling ဘိုင်းမှာတော့ဒါ flagship phone တစ်လုံးဆိုတာဒီလိုမျိုးဆိုတဲ့ခံစားချက်မျိုးကိုတိတိတတ်တတ်ခံစားရတယ်ဒီနေ့ထွက်တဲ့ flagship phone တွေတော်တော်များများကင်ကြီးတဲ့အခါမှာဒီ titanium နဲ့လုပ်ထားတဲ့ frame တွေ back cover တွေက glass အသားတွေကို matte လုပ်ပေးထားတဲ့ပုံစံတွေကိုစိတ်တိုင်းမကျတာတော့အမှန်ပဲဒီထဲမှာမှဒီ Xiaomi ရဲ့ ဒါ Xiaomi 15ရော Xiaomi 15 Ultra မှာရောကင်ရတဲ့ hand feeling ကိုတော်တော်လေးသဘောကျမိတယ်။အထူးသဖြင့်ဒီ Xiaomi 15ကိုကင်ရတဲ့အရာတော်ကိုဒါ personal အရာကျွန်တော်တော်တော်လေးသဘောကျတယ်။ combat phone တွေကိုကြိုက်တဲ့သူဆိုတော့ဒီ Xiaomi 15ကတော့ကျွန်တော်အတွက်ရွှေပဲ။ one hand နဲ့ကောင်းကောင်းသုံးလို့ရတယ်။လက်ထဲမှာကင်ထားရင်ကိုတော်တော်လေးတက်တောင့်တတရှိတယ်။ Xiaomi ရဲ့14 Ultra series မှာတော့တချို့အလုံးတွေကို ဒါ titanium frame နဲ့လာတယ်ဆိုပေမဲ့ Xiaomi 15 Ultra မှာတော့အကုန်လုံးကို aluminum frame ကိုပဲသုံးမိထားတယ်။ titanium ကို color coated လုပ်ထားတာထက် aluminum ကို coated လုပ်ထားတဲ့ပုံစံကိုဒီလက်ထဲမှာကန်ရတာပို့ပြီးတော့သဘောကျတယ်။ design ကတော့ကျွန်တော်လက်ထဲရောက်နေတဲ့နှလုံးစလုံးကတော့ black color ဆိုတော့အများကြီးထွတ်ထွတ်ထွတ်တော့ပြောစရာမရှိဘူး။အဲမရှိဘူးဆိုပေမဲ့ရှိတော့ရှိသေးတယ်။ Xiaomi 15 Ultra ရဲ့ဒီ black ကနောက်ဘက် cover မှာ sparkle လေးတွေပါတဲ့ matte အသားကိုသုံးပေးထားတယ် မှန်သားနဲ့ fiber ကိုအချိုးကျရောပေးထားတဲ့အသားမျိုးလေးကိုသုံးပေးထားတယ်။ကျန်တာတော့ရှင်းရှင်းလင်းလင်းပဲအပေါ်ဘက်မှာ circular camera bump အကြီးထည့်ပေးထားတယ်။ camera bump တစ်ခုလုံးကို camera glass တစ်ခုထဲနဲ့ပုံပေးထားတယ်။ Xiaomi ကတော့ဒီ camera bump ရဲ့ပုံစံကို volcano shape လို့ခေါ်တယ်။ဆိုတော့မီးတောင်အကြီးတစ်ခုကအပေါ်ထွက်နေသလိုပုံစံမျိုးပေါ့။ ကင်မရာဘမ်းကို matter frame အနေနဲ့ဒါဘေးပေါင်းကုတ်ပေးထားပြီးတော့ frame မှာအနီရောင် line လေးတစ်ခုပြေးပေးထားတယ်ဒါကပဲဒီ black color ရဲ့ထူးခြားချက်တစ်ခုဖြစ်တယ်လို့ပြောရမယ် high end ဖြစ်တဲ့ feeling ကိုခံစားရတယ်။ဒီနေရာမှာဖုန်းကိုလက်ထဲကန်လိုက်တဲ့အခါမှာ sharp နဲ့ဖြစ်နေရဆိုတဲ့ခံစားချက်မျိုးမရှိဘူး။ body တစ်ခုလုံးကို frame နဲ့ဒီ cover glass ဆက်ထားတဲ့နေရာတွေကအစတိတ်တိတ်ချာချာလေး design ချိုးပေးထားတယ်။ ဆက်ထားတဲ့နေရာတွေမှာလည်းအရင်လို generation ထက်ဆိုင်ရင်ပိုပြီးတော့ပါလာပြီးဖြစ်ပြီးတော့ညီညီညာညာနဲ့အချိုးကျလာတယ်။ body တစ်ခုလုံးကအလေးချိန်အရာများလာတာမရှိပေမဲ့အကျန်းခံမှုအပိုင်းမှာတော့189ရာခိုင်နှုန်းအထိကိုတိုးလာတယ်။အလေးချိန်က 226g အလေးချိန်ရှိပြီးတော့အထူက 9.4mm အထူရှိတယ်။ ultra flagship phone တစ်လုံးအတွက်ကတော့တင့်တော်တဲ့နေထားပါပဲ။ Xiaomi 15မှာတော့ flagship phone တစ်လုံးပေါ်မှာ minimalist ဆန်ဆန်ကင်ကျင်တဲ့သူတွေအတွက်ဆိုရင်တော့အဆင်ပြေတယ်။ design မှာအရာဘာမှရှုပ်ရှုပ်ထွေးထွေးမရှိဘူး။ဒီ back cover မှာတုံးပေးထားတဲ့အကြောင်းက glass ကိုမှ matte ဖြစ်တဲ့အသားဖြစ်အောင်လုပ်ပေးထားတာမျိုး။ black လို့တော့ပြောရခက်တယ်။တော်တော်လေးလှတယ်။ ကင်မရာပမ်းကိုတော့ဖုန်းရဲ့အပေါ်ဘက်ဘယ်ဘက်ထောက်မှာ square shape နဲ့ထည့်ပေးထားတယ်။ဒီထဲမှာကင်မရာ၃လုံးထည့်ပေးထားတယ်။ flashlight ကိုတော့ဒီကင်မရာပမ်းရဲ့အပြင်ဘက်ကိုထုတ်ပေးထားတယ်။သူလည်းပဲဒီကင်မရာဘမ်ကို volcano shape လို့ခေါ်တဲ့ပုံစံမျိုးနဲ့ထုတ်ပေးထားတယ်။အလေးချိန်က163 gram အလေးချိန်ရှိပြီးတော့အထူးကတော့8.08 mm အထူးရှိရယ်။ကင်ချင်းအဲ့လောက်ရှိရယ်လို့အဲ့လောက်အလေးချိန်ရှိရယ်လို့မခံစားအောင်။ဘေးပုံတွေကတော့နှလုံးစလုံးမှာ aluminum frame ကိုပဲသုံးပေးထားတယ်။ ထူးခြားချက်ကနှလုံးစလုံးရဲ့ဒီ frame ရဲ့အပေါ်ဘက်တွေက pointless design တွေဖြစ်နေရယ် speaker တွေ IR sensor တွေနဲ့ရှုပ်မနေဘူးဒီ function stereo အကုန်လုံးသုံးလို့ရအောင်ထည့်ပေးထားပြီးမယ်ဒီ frame ထဲမှာထည့်ပေးမထားဘဲနဲ့ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ပေးထားတယ်ညာဘက်မှာတော့ power button ရဲ့ volume up down clock လေးတွေရပါတယ် clock တွေကတော့ မမတောင်းတောင်းပုံစံပဲ Xiaomi 15 Ultra ရဲ့ဒီ power button မှာတော့ grip ဖြစ်အောင်လို့ texture လေးထည့်ပေးထားတယ် frame တစ်ခုလုံးမှာ antenna line လေးတွေကိုအပေါ်အောင်နဲ့ဒါဘေးတစ်ဖက်စီမှာနှစ်ခုစီထည့်ပေးထားတယ် Xiaomi 15ရဲ့ frame မှာတော့ဘယ်ဘက် frame မှာ line တစ်ခုပါပြီးတော့ညာဘက် frame မှာတော့ line 3 line ထည့်ပေးထားတယ်အောက်ဘက်မှာတော့ speaker box တွေပါတယ်နောက် USB type C mic ပေါက်နဲ့ sim tray တွေကိုစုပြီးတော့ထည့်ပေးထားတယ်နှလုံးစလုံးက eSIM များလို့ SIM မထည့်ဘဲနဲ့ eSIM သင်းသန့်သုံးကျင်တဲ့သူတွေဆိုရင်လည်းရတယ် ရှေးမက်စကရင်ကိုတော့ဒီ Xiaomi 15 Ultra မှာ6.73 inch ရှိတဲ့ LTPO display ကိုသုံးမိထားတယ်။ Quad-cuff display ဖြစ်ပြီးတော့ viewing experience ကကောင်းကောင်းရတယ်။ ဘေးစဲရီနေရာတွေအကုန်လုံးကိုကပ်ပေးထားတာဖြစ်တဲ့အတွက်စကရင်ကရှေ့ကိုကျွမ်းတက်နေပြီးတော့စကရင်ကြီးပဲတည်သက်မြင်နေရတဲ့ပုံစံမျိုးဆိုတော့တော်တော်လေးကိုကြည့်လို့ကောင်းတယ်ဘေးစဲရီရဲ့အထူကအပေါ်ဘက်နဲ့အောက်ဘက်ကို1.79 mm အထူရှိပြီးတော့ဘေးဘက်ကို1.95 mm အထူရှိတယ်။ flagship phone ထဲမှာဆိုရင်တော့တော်တော်ပါတဲ့ bezel ဖြစ်ပြီးတော့ quad cut display ကြောင့်ပါတယ်လို့မထင်ရအောင် 2.2K resolution 120Hz refresh rate နဲ့ Dolby version HDR10+ HDR Vivid တို့ပါလို့ color ဘိုင်းမှာအမှန်ဆုံး display လို့ပြောလို့ရတယ်။3900 nits peak brightness ပါတယ်။အလင်းနေတဲ့အချိန်ဖြစ်ဖြစ်များတဲ့အချိန်ဖြစ်ဖြစ်သုံးလို့ကောင်းတဲ့ display ဖြစ်တယ်။တကယ်တော့ကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲဒီ ultra flagship phone တွေက review လုပ်တဲ့အခါမှာအကုန်အကောင်းကြီးပဲဆိုတော့ကိုယ်နဲ့ကိုက်မကိုက်ဆိုတဲ့အချက်ကိုပဲထည့်သွင်းစဉ်းစားရလိမ့်မယ်။ Xiaomi 15မှာတော့ flat screen ကိုပဲသုံးပေးထားတယ်6.36 inch ရှိတဲ့ LTPO display ကိုသုံးပေးထားတယ် ultra version နဲ့အနည်းဆက်ဆုံးတူညီမှုရှိပြီးတော့ resolution ကတော့ 1.5K resolution အထိရှိတယ်ဒီနေရာမှာ flat screen ဖြစ်ပေမဲ့သူ့ရဲ့ bezel တွေက၄ဘက်စလုံးကိုညီတဲ့4 equal bezel တွေဖြစ်တယ် Xiaomi ကတော့ဒီ Xiaomi 15ရဲ့ bezel တွေကလက်ရှိကဘာပေါ်မှာအပားဆုံး display ဖြစ်တယ်လို့ပြောတယ် bezel တွေရဲ့အထူက 1.38mm အထူပဲရှိရဲဒါအလိုက် LTPO AMOLED plan နယ်ကိုသုံးမိထားလို့အဲ့လောက်ဘောင်းအောင်လုပ်လို့ရတာဘေးနှက်ဖက်ရဲ့ display တွေကိုစာရွက်ခောက်တယ်လို့အထဲကိုခောက်ပြီးတော့ထည့်ပေးထားတော့ဒီ bezel တွေကဒီလောက်ပါသွားတယ်လို့ပြောရမယ် flash screen ကို experience ကောင်းကောင်းသုံးကျင်တယ်ဆိုလို့ရှိရင်တော့ဒီ Xiaomi 15ရဲ့ display ကတော့ကျွန်တော်သဘောကျတဲ့အထက်မှာပါတယ်။နှလုံးစလုံးမှာ ultrasonic under display fingerprint sensor တွေထည့်ပေးထားပြီးတော့အကောင်းဆုံး flash experience ကိုရတယ်။ ောက်တစ်ခုအနေနဲ့ဒီဖုန်းတွေရဲ့အကောင်းဆုံးအချက်လို့ပြောရမယ်ကင်မရာဘိုင်းကိုတော့ကြည့်အောင်ဒီ Xiaomi 15 Ultra ရဲ့ကင်မရာဘိုင်းကိုတော့အဓိကကင်မရာ၄လုံးနဲ့ဖွဲ့စည်းပေးထားတယ်ဆိုတော့ဒီ၄လုံးစလုံးကို Leica lens တွေတက်ပေးထားတယ်၄လုံးစလုံးရဲ့ sensors တွေကဒါတီးခြားစီသုံးပေးထားတယ် 50 megapixel Sony ရဲ့ RYT 900 1 inch sensor ကို Leica ရဲ့ 23mm 28mm 35mm 46mm wide eye လို့ရတဲ့ lens နဲ့တွဲပေးထားတယ်။ဒီကင်မရာကိုတော့ main camera အနေနဲ့သုံးပေးထားတယ်။ OIS လည်းထည့်ပေးထားသေးတယ်။ main sensor မှာတင်ကို Sony ရဲ့လက်ရှိအကျဉ်းဆုံးဆိုတဲ့ sensor ကိုထည့်ပေးထားတယ်။နောက်ထပ်တစ်လုံးကတော့ Sony ရဲ့ IMX H5H sensor ကို telephoto camera အနေနဲ့ထည့်ပေးထားတယ်။ sensor size က1.251 inches ရှိပြီးတော့ Leica ရဲ့ floating telephoto 70mm lens နဲ့တွဲပေးထားတယ်။နောက်တစ်တလုံးတော့ Samsung ရဲ့ GN5 50 megapixel sensor တလုံးကို Leica ရဲ့ ultra wide lens နဲ့တွဲပေးထားတယ်။ sensor size အနေနဲ့ကတော့1.276 inches sensor size ဖြစ်တယ်ပေါ့။ ောက်တစ်တလုံးကတော့အကြီးဆုံးနဲ့အကျန်းဆုံးလို့ပြောရမယ် Samsung ရဲ့ HP9 sensor ကို Leica ရဲ့ periscope lens နဲ့တွဲပြီးထည့်ပေးထားတယ်။ဒီကင်မရာရဲ့နေရာကတော်တော်ကြီးကြီးလို့သူ့ဘေးမှာတော့နောက်တစ်တလုံးထပ်ပြီးတော့ထည့်လို့မရတော့နေရာလွှတ်ပေးထားရတယ်။ 100mm 200mm lens ဖြစ်ပြီးတော့ 4.3x အထိ optical zoom ဆွဲပြီးတော့ရိုက်လို့ရတယ်။ ဖိုတိုကွာလတီကတော့အကုန်လုံးခြုံပြောရရင် တော်တော်ကြီးကိုကျန်းတယ်လို့ပြောမှာဖြစ်ပြီးတော့လက်ရှိကျွန်တော်တို့ဒါ Xiaomi ရဲ့ line up တစ်ခုလုံးရဲ့အကျန်းဆုံး DxO Max ရဲ့ Go ranking ဖြစ်တယ်။ Zone အပိုင်းမှာတော့ top score ရထားတာဆိုတော့ဒါတစ်ခုချင်းစီဘာကောင်းတယ်လို့ကျွန်တော်ပြောရင်တော့ video ကအရင်ရှည်သွားပါလိမ့်မယ်။ဆိုတော့ကျွန်တော်တို့ရိုက်ထားတဲ့ပုံလေးတွေကိုပဲကြည့်ပြီးတော့ဆုံးဖြတ်ကြည့်ကြည့်နိုင်ပါတယ်။ ဗီဒီယို 8K 30 FPS အထိရိုက်လို့ရပြီးတော့ Professional Vlogging အတွက်ပဲဖြစ်ဖြစ် Cinematic ရိုက်ချင်ရင်ပဲဖြစ်ဖြစ်အကောင်းဆုံးရိုက်လို့ရတယ် selfie camera ကို32 megapixel camera ကိုသုံးပေးထားပြီးတော့ Omnivision OV32B40 1x3.14 inch ရှိတဲ့ sensor ကိုသုံးပေးထားတယ် selfie camera ရဲ့ပုံထွက်ကတော့ဒီလိုပါရှောင်းမီ15ရဲ့ကင်မရာတွေကိုတော့ main ကင်မရာကို50 megapixel Omnivision OVX 9000 Light Fusion 900 sensor ကိုသုံးပေးထားပြီးတော့ Leica ရဲ့ 23 millimeter, 28 millimeter, 35 millimeter, 46 mm lens နဲ့တွဲပေးထားတယ်။နောက်ထပ်တစ်လုံးကတော့ Samsung ရဲ့ JN1 50 megapixel sensor size 1.276 inch ရှိတဲ့ sensor ကိုသုံးပေးထားပြီးတော့ Leica ရဲ့ ultra wide 14 mm Leica camera နဲ့တွဲပြီးတော့တက်ပေးထားတယ်။နောက်ထပ်တစ်လုံးကတော့ Samsung ရဲ့ JN5 50 megapixel sensor size 1.276 inch ရှိတဲ့ sensor ကို Leica ရဲ့60 mm 120 mm 230 mm telephoto lens တွေနဲ့တွဲပေးထားတယ်။ သူလည်းပဲကင်မရာဘိုင်းမှာတော့ဒီ ASO Mackie Silver အဆင့်ရှိပြီးတော့ overall score 147အထိရထားလို့ဒါ flagship တွေထဲမှာတော့အကျန်းဆုံးကင်မရာနေရာတနေရာကိုတော့ရထားသေးတယ်။ 5x အထိ optical zoom ဆွဲလို့ရပြီးတော့ 60x အထိ digital zoom ဆွဲလို့ရတယ်။ photography ဘိုင်းမှာတော့သဘောအကျဆုံးကတော့ 60mm portrait 10cm micro photography လို့ပြောလို့ရတယ်။ဒီဖုန်းရဲ့ဒီဖုန်းနဲ့တပ်ဖန်းထားတာတွေကိုလည်းရှင်းစားနိုင်ပါတယ်။ ဗီဒီယိုကို 8K 30fps တရိုက်လို့ရပြီးတော့ HDR color ပါတယ်ဆိုတော့သူလည်းပဲပေါ့ပေါ့ပါပါနဲ့ professional vlogging နဲ့ cinematic shot တွေကိုပါရိုက်လို့ရတယ်။ selfie camera တော့ဒီ ultra နဲ့အတူတူပဲသုံးပေးထားတယ်ဆိုတော့ specification အရာရောပုံထွက်အရာရောတူပါတယ် specification ပိုင်းမှာတော့နှလုံးစလုံးမှာ Snapdragon 8 Eli 3 nanometer chipset ကိုသုံးမိထားတယ် ဘာတုံးလို့ရတယ်လို့တော့လာမမေးနဲ့ပေါ့ဖုန်းတစ်လုံးမှာတုံးလို့ရတာမှန်သမျှအကုန်လုံးတုံးလို့ရတယ် Xiaomi ရဲ့ဒီ15 Ultra က Antutu ရဲ့ overall score အများဆုံးအဆင့်3နေရာမှာရှိပြီးတော့ Xiaomi 15ကတော့အဆင့်9နေရာမှာရှိရလက်ရှိကမ္ဘာအကောင်ဆုံး Android ဖုန်းတွေရဲ့1 to 5ထိပ်ဆုံး9လုံးထဲမှာပါတယ်ဆိုတော့ performance ဘိုင်းနဲ့ပတ်သက်ပြီးတော့အကောင်ဆုံးရပါမလားဆိုတာတွေကိုလည်းစိတ်ပူနေစရာမလိုဘူး daily use မှာ personal ပဲသုံးသုံးလုပ်ငန်းပိုင်းပဲသုံးသုံး heavy software တွေကိုအချိန်ပြည့် run ကျင်နေဆိုရင်လည်းအဆင်ပြေရယ်ဆိုတော့ဒီ ultra flashy ရဲ့ smoothness ဖြစ်တဲ့အရာတော်ကိုလည်းအပြည့်အဝခံစားလို့ရတယ်ဆိုတော့ကျွန်တော်လက်ထဲမှာရောက်နေတဲ့နှလုံးစလုံးကတော့ဒါ RAN 16GB version နဲ့ ROM 512GB version နဲ့ဆိုတော့ performance ပိုင်းအကောင်းဆုံးဆိုတဲ့အကောင်လေးလို့ပြောလို့ရတယ် ဘက်ထရီပိုင်းမှာတော့ Xiaomi 15 Ultra မှာ9410 mAh ထည့်ပေးထားပြီးတော့ performance ပိုင်းတော်တော်လေးကိုကျန်းတယ်ဆိုတာနဲ့တော့မှာပဲ one day use အတွက်ကတော့တော်တော်လေးကိုလုံလောက်တယ်ဆိုတော့ကျွန်တော် secondary phone အနေနဲ့တောက်လျှောက်သုံးနေရတော့မှာပဲတရက်ခွဲလောက်အထိကောင်းကောင်းအားခံတာကိုတွေ့ရတယ်90 watt charging နဲ့အားပြန်သွင်းလို့ရပြီးတော့ PD 3.0နဲ့ QC 3 plus fast charging တွေပါတယ်90 watt လောက်နဲ့0 to 100အထိကိုအားပြန်ပြီးတော့သွင်းနိုင်မယ် wireless charging ကလည်း81နဲ့အပြည့်အဝပြီးသွင်းလို့ရတယ်။ Xiaomi 15မှာတော့9240 mAh battery ကိုထည့်ပေးထားပြီးတော့သူလည်းပဲအားတော်တော်ခံနေတဲ့မှာပါတယ်။ဆိုတော့သူလည်းပဲ 90W fast charging နဲ့အပြည့်အဝသွင်းလို့ရပြီးတော့ PD 3.0နဲ့ QC 3 Plus ပါတယ်။ wireless charging 51နဲ့အပြည့်အဝပြီးတော့သွင်းလို့ရတယ်။ flagship တော်တော်များများထဲမှာတော့ wireless charging ပိုင်းကများနေတော့မယ်လို့နှလုံးစလုံးမှာ reverse wireless charging 10W နဲ့အပြည့်အဝပြီးတော့သွင်းပေးလို့ရတဲ့ function ပါတယ်။ ကျွန်တော်ရေ review လုပ်ပေးခဲ့တဲ့ဖုန်းလေးတွေကတော့ Xiaomi ကနေပြီးတော့နောက်ဆုံးထွက်ရှိထားတဲ့ Ultra Premium Flagship ဖုန်းတွေဖြစ်တဲ့ Xiaomi 15 Ultra နဲ့ Xiaomi 15ဆိုတဲ့ဖုန်းနှလုံးပဲဖြစ်ပါတယ်။ဈေးနှုန်းအနေနဲ့ကတော့ Xiaomi 15 Ultra ကို49,900ကျန်းနဲ့ရောင်းချပေးနေတာဖြစ်ပြီးတော့ Xiaomi 15ကိုတော့12 512 git version ကိုတော့34သိန်း9000ကျန်းနဲ့ရောင်းချပေးနေတာဖြစ်ပါတယ်။ဒီဈေးနှုန်းတန်းနဲ့ဒီဖုန်းတွေကိုဝယ်မယ်ဆိုရင်တော့ official global နဲ့ official warranty ရတဲ့ဖုန်းတွေကိုရွေးချယ်ဝယ်ယူတာအကောင်းဆုံးဖြစ်ပြီးတော့ official warranty ကလည်းနှစ်နှစ်ထိရမှာဆိုတော့ warranty ပိုင်းစိတ်ချရတာကိုရွေးချယ်လိုက်တာကပို့ပြီးတော့အဆင်ပြေဆုံးဖြစ်ပါလိမ့်မယ်လို့ပြောရင်းနဲ့ပဲမိတ်ဆွေတို့ဆိုရင်ရောဝယ်ခြင်းလားမဝယ်ခြင်းဘူးလားဘယ်လိုသဘောရလဲကျွန်တော်တော့ကောင်းခိုင်းနိုင်ပါနောက်ဗီဒီယိုတစ်ပုံမှတွေ့ပါမယ်